အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတယ်ဗျာမနေ့ကတော့ Europa League မှာ Man U တို့ကတော့ချိန်ဖို့နောက်ကျခိုးတင်နေ Europa League မှာ semi final တက်သွားတယ် Tottenham Hotspur လည်း2-0ဆိုရဲရလာနေ semi final တက်သွားပြီ Chelsea ကလည်းမနေ့ကရှုံးနိုင်သွားတော့လဲ semi final တော့တက်သွား Chelsea ကတော့ Europa League လို့မဟုတ်ဘူး Euro Cup League ပေါ့နောက်မှပေါ်တဲ့ဖလားပေါ့အဲ့ဒါကိုကျွန်တော်တို့ဒီဘက်မှာ ရီးမီးယားလိပွဲစဉ်33ပီရင်ရှင်လေးစလိုက်အောင် Okay ဒီနေ့စောစောပွဲအနေနဲ့ကျွန်တော် Bradford Brighton ပွဲချက်လောက်ကြည့်လိုက်အောင် Bradford Brighton ပွဲအရောနောက်ဆုံးပွဲ9ပွဲချက်ရှိုးလိုက်တော့ Bradford ကအာဆင်နယ်တေးကြတ်ထားသလို ရိုက်ဒန်လက်စတာတန်းစစ်စုံအသိတော့တေးကြတာချင်းနေသိမလောက်ဘက်တရဘယ်လိုပေးထားလဲဘက်တရဘရက်ဖို့ပဲအသာပေးထားတာပဲ240နဲ့290ဆိုတော့ဖြစ်နိုင်ပွဲอ่ะနိုင်ဖို့အတွက်อ่ะဘရက်ဖို့ပါစင်နဲ့အသာပေးထားတေးအတွက်တော့နည်းနည်းမှန်းထားမယ်ဘရိုက်ဒန်အတွက်တော့နိုင်ဖို့အတွက်နည်းနည်းခဲရင်းတယ်ဗျဆယ်ရက်ဒီမှာ30နဲ့17နဲ့ရှင်းတော့တိတ်မကွာတဲ့နေထိုင်တစ်ခုမှာဒီပွဲစဉ်ကိုဘရက်ဖို့အနိုင်ခံပါမလား ကျွန်တော်ရဲ့ပွဲစဉ်ခံမှန်းချက်ရလို့ဒီပွဲစဉ်ကိုကျွန်တော်တကူတကူဆိုသေးရတယ်ပြီးဆုံးမှကျွန်တော်ခံမှန်းလိုက်ပါတယ်ဗျာ Okay ကျွန်တော်ဒါပြီးတာနဲ့နောက်တစ်ပွဲလေးသွားလိုက်ရအောင်နောက်တစ်ပွဲက Crystal Palace နဲ့ဒီနေ့မှခြေစွမ်းရမ်းကောင်းနေတဲ့ဘုံမောက်လို့ရဲ့ Crystal Palace ကခြေပွဲစဉ်တွေမှာနှစ်ပွဲနိုင်တစ်ပွဲသေးနေနောက်ဆုံး Man City နဲ့ Newcastle ကိုပြက်ပြက်နဲ့ရှုံးနေတာဘုံမောက်လည်းခြေပွဲတွေမှာသုံးပွဲရှုံးတော့များလဲနောက်ဆုံးခြေမှန်နေတဲ့ပူဟန်တော့သူကအနိုင်ရတာဆိုတော့ ခေသူတော့မဟုတ်တော့ပြောမှာမဲ့ဘတ်တယ်ဘလို့ပေးတာ299နဲ့290ဆိုတော့တိတ်တော့မကွာဟားတဲ့အနေထားတူနေဒီပွင့်စင်ရင်တော့ crystal ပဲလေးယုံတော့ယုံမိမယ်လဲ crystal ပဲလေးယုံအားလဲကျွန်တော်တိတ်အားမရ crystal ပဲလေးကခံစက်နေနေပြော့သလိုပဲ crystal ပဲလေးနဲ့ဘုံမောင်းနဲ့အဆက်ရက်တိမကြည့်လိုက်တော့ဘုံမောင်းက UFO အတွက်ယုံလို့ရသေးသလို crystal ပဲလေးလည်းယုံလို့ရသေးတာပဲနောက်ဆုံးကျွန်တော်တို့ 3ပွဲပြီးဆို33ဆို5ပွဲကျန်သေးတဲ့နေသားတခုမှာဒီပွဲစဉ်နဲ့ကျွန်တော်သာဂိုးခတ်မှန်းမှန်ဆိုရင်တော့ကျွန်တော်ကတော့ဘုံမောက်ကိုနှစ်ကိုတခုနဲ့အနိုင်ရရှိမယ်ကြောင့်ဂိုးခတ်မှန်းလိုက်ပါလေဗျာ Okay ဒါပြီးတာနဲ့ကျွန်တော်နောက်တစ်ပွဲသွားလိုက်အောင် Everton နဲ့ Man City Everton ကတောက်လျှောက်ဆိုသလိုပဲเนาะနောက်ဆုံးမှာတတော်ကိုကောင်းလာတရေတွေပဲဒါပေမဲ့လည်းသူက Northampton ကိုအသင်းမြို့တော့သူက ဝင်းခွင်းမှာနာရရှိထားဆိုတော့သူကခေတူတော့မဟုတ်မန်စီးတီးကလည်းချက်ပြန်လိတွေအမှတ်ကလိုနေပြီဘတ်တရဘယ်လိုပေးထားလဲဘတ်တရတော့380နဲ့191ဆိုတော့နေထားတခုမှာဒီပွဲလေးချက်လောက်ဇရာလေးချက်လောက်ရှိုးကြည့်အောင်ဇရာလေးချက်ရှိုးကြည့်လိုက်တော့မန်စီးတီးတွေအမှတ်လိုနေပြီနော်မန်စီးတီးအမှတ်မရအောင်ဆိုရင်အောက်ကချက်စီးကဖိအားပေးတဲ့နေထားတခုနဲ့အဲဘာတန်တွေကတော့ AC ပဲတန်းဆဲဆောင်ကလည်းလွတ်သွားပြီဆိုတော့နေထားတခုမှာ နိုင်ဖို့အတွက်49တောင်ပေးထားနေထားခုဒီပွဲစဉ်ယူကျွန်တော်ရဲ့ကိုခတ်မန်ကျဲရဆိုတော့မန်စီးတီးနဲ့အဘတ်တန်မန်စီးတီးကနှစ်ကိုတခုနဲ့အနိုင်ရရှိတဲ့ပွဲခတ်မှန်းလိုက်ပါဗျာโอเคနောက်ပွဲစဉ်တွေသွားလိုက်ရအောင်ခတ်တတ်တုံတွေပွဲစဉ်လေးတွေတအားကြအောင်မယ်ဝက်ဆန်နဲ့စောင်းတတန်မျောလဲကျင်လည်းမရှိတော့ပါဘူးထွက်သွားပါပြီစောင်းတတန်ကဒိုးသွားပါပေးတဲ့ဘတ်တွေက190 695ဝက်ဆန်က ဆက်ရတူမှုနဲ့ဘယ်လိုရှိတယ် WhatsApp တော့ is safe ပဲလေတန်ဆင်းစုံနဲ့ရတော့လွတ်ဖို့တော့များပါပါ35နဲ့71ဆိုဘယ်လိုမှဖြစ်တော့အောက်သုံးသင်းရတော့လိုရတဲ့အနေထားတစ်ခုမှာတော့ဒီပွဲစဉ်ကြီးကလည်း WhatsApp ပဲ Google ကလေးနဲ့ပဲနှစ်ခုတစ်ခုဆိုတဲ့အနေထားနဲ့နိုင်ရရှိအောင်ကြောပွဲခတ်မှလိုက်ပါရဲ့ဗျာ Okay WhatsApp စောင့်တန်းပြီးတာနဲ့နောက်ဆုပ်ပွဲစဉ်တွေ Estobilia Newcastle ရင်ခုံဆုံးပွဲပဲဒီပွဲရလို့ နူးကဆယ်ကြည့်လိုက်အောင်ငါဘွေတို့တော့ရှောင်းနိုင်တာအင်စတော်ဘီလာလည်းတပွဲပဲရှုံးတာနောက်ဆုံး PSG ကန်ဝါတော့တော်တော်ကောင်းတယ်နော်အဲ့ဘာနဲ့နူးကဆယ်လည်းတော်တော်မာလာပြရသည်ပိတ်ခံနေမှသူတို့ရဲ့အဆက်ရက်တွေမှချက်ရှိုးပြီးတော့နေထားကြည့်ရမှာပဲနူးကဆယ်နဲ့အင်စတော်ဘီလာနဲ့ကတော့ချက်ပြန်လိတွေ့ရုံးနေနူးကဆယ်ကနံပါတ်3 59မှာနဲ့နှစ်မှတ်ပဲနော်တော်တယ်ဖော်တဲ့ PR ပေးတယ်ဒီပွဲအစ်စတော်ဘီလာကနိုင်ဝိုင်း 58မှတ်ရမယ် SOB လာလည်းနိုင်အောင်ကန်လို့ရပါဒီပွဲစဉ်နည်းနည်းစားအောင်ပဲသေရလည်းခေါ်ဆောင်အောင်မလားသေတော့မပေးတော့ဒီပွဲစဉ်မှာကျွန်တော် SOB လာကိုနှစ်ကိုတကိုနဲ့ချန်ပီယံလိရပောက်ကွဲတန်စင်တွေဒီမှာပြသွားရင်ねကျွန်တော်တို့စနေနေ့ prediction ဒီမှာပဲစုံတက်လိုက်အောင်အားလုံးပဲကိုစိတ်နှပြကျမ်းမာကြပါစေဗျာယေရှုတင်ပါတယ်